တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်လောင်လုံးမြို့နယ်တကြတော်ကျေးရွာအနီးရမစုဒေသမှာ24 hour mining and industry company limited ကတည်ဆောက်မဲ့ကြောင်မီသွေးအပူစွမ်းရင်သုံးလျက်စစ်တရားပေးစက်ရုံစီမံကိန်း900မဂါဝက်နဲ့ပတ်သက်ပြီးဒေသခံတွေကသဘောထားညင်ညာချက်တစောင်းထုတ်ပြန်ခဲ့ပါတယ် လွှတ်တော်အတွင်နေရအများဆုံးရရှိထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်လွှတ်တော်အမတ်တွေနောင်တက်လာမယ့်အစိုးရအဖွဲ့ဝင်တွေရင်းနှီးမြှုပ်နှံသူတွေနဲ့ကော်ပိုရေးရှင်းတွေသိရှိစေဖို့တောင်းဆိုချက်နှစ်ချက်ပါဝင်တယ်။စီမံကိန်း area အနီးဝန်းကျင်ရှိကျေးရွာ၁၂ရွာကဒေသခံတွေကမတ်လ25ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကြေညာချက်ထဲမှာဌာနေတိုင်းရင်းသားတွေနေထိုင်တဲ့ကျေးရွာတွေအနီးမှာကြောင်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းအကောင့်ထည့်ဖော်ပါကဒေသခံပြည်သူတွေရဲ့အဓိကအသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဲ့လေယာဉ်နဲ့ဥယျာဉ်ခြံမြင်များနီးလန်းအမျိုးမျိုးနဲ့အတုံးပြုတ်နေတဲ့သဘာဝအရင်းရွက်များကိုလက်လွတ်ဆုံးရှုံးရမှာဖြစ်ပြီးစီမံကိန်းကထွက်ရှိလာမဲ့ဓာတ်ငွေတွေနဲ့အစွန်ပြစ်ပစ္စည်းတွေကြောင့်လေတုရေတုအမြေတုညဉ့်ညမ်းခြင်းတွေဖြစ်ပေါ်လာပြီးတဘာဝအရင်းမြင်များပျက်စီးလာကဒေသခံပြည်သူတွေရဲ့အကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်လာမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ စွန့်ပစ်ပစ္စည်းတွေနဲ့ရေလန်းကြောင်းနဲ့ကြောင်မီးသွေးကိုတည်ယူလာခြင်းကြောင့်ဒေသရဲ့အ धिक ဝင်ငွေတစ်ခုဖြစ်တဲ့ငါးဖမ်းလုပ်ငန်းကိုထိခိုက်လာနိုင်ပြီးဒေသခံပြည်သူတွေရဲ့အသက်မိုးဝမ်းကြောင်းမှာထိခိုက်လာနိုင်တာကြောင့်စက်ရုံကစွန့်ပစ်ပစ္စည်းတွေနဲ့ဓာတုတံငွေတွေကြောင့်ညဉ့်ညမ်းမဲ့ပင်လယ်ပြင်ကငါးကိုစားတောက်ရမှာကိုလဲစိုးရင်စရာအချက်ဖြစ်ကြောင်းဖော်ပြထားခဲ့တာဖြစ်ပါတယ် ဒီအတွက်ညဉ့်ညမ်းတဲ့တံငွေတွေနဲ့ဘေးထွက်ဆိုးကျိုးတွေထွက်ရှိပြီးလူနဲ့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးဆုံးရှုံးစေမဲ့ကြောင်မီးသွေးသုံးမျက်စစ်ဓာပိစက်ရုံကိုဒေသခံပြည်သူတွေနဲ့တွဲဆုံဆွေးနွေးပြီးဒေသခံတွေရဲ့သဘောတူလက်ခံမှုမရမချင်းစီမံကိန်းကိုအကောင့်ထည့်ဖော်ခြင်းမလုံးဝမပြုလုပ်ဖို့နဲ့တနင်္သာရီတိုင်းဟာသဘာဝတံငွေထွက်ရှိတဲ့ဒေသဖြစ်တာကြောင့်လျှက်စစ်လိုအပ်ချက်ကိုဆိုးကျိုးများတဲ့ကြောင်မီးသွေးအစားသဘာဝတံငွေနဲ့သာအသုံးပြုပေးဖို့စတဲ့အချက်နှစ်ချက်ကိုဒေသခံတွေရဲ့သဘောထားထုတ်ပြန်ကြေညာချက်ထဲမှာဖော်ပြ ်ပြတ်ထားတာဖြစ်ပါတယ်။အဲဒီစီမံကိန်းကိုလက်မခံကြောင်းပြီးခဲ့တဲ့2014ခုနှစ်ဒီဇင်ဘာလ14ရက်နေ့နဲ့အခုနှစ်မတ်လ25ရက်နေ့တို့ကဒေသခံတွေကစီမံကိန်းတည်ဆောက်မဲ့နေရာအနီးရှိတကြတော်ကျေးရွာအနီးမှာဆန္ဒထုတ်ဖော်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။